အခုတခါကျတော့မိတို့ဘိုးဘူးကြီးပြောနေတာက အမြတ်ဗုဒ္ဓဟောကြားတဲ့ပညာရေးမင်္ဂလာ၄ပါးเนาะအဲ့ဒါဘိုးပြောမသိကြပါနဲ့เนาะအဲပညာဘိုးဘူးပညာရေးမင်္ဂလာ၄ပါးမှာတစ်ကအသိပညာအတတ်ပညာနဲ့ဘုဒ္ဓအကြာမြင်ရှိခြင်းတဲ့နော်နှစ်ကတော့စက်မှုလက်မှုအတတ်ပညာများသင်ယူတတ်မြောက်ခြင်းတဲ့သုံးကချိုးသာယဉ်ကျေးစွာ ပြောဆိုတတ်ခြင်းတဲ့ အလေးရကိုကျင်တရားဝီနီးတိတ်ခါကိုအကျင့်ကြံသင်ယူနိုင်ခြင်းတို့ပဲဖြစ်တယ်အဲ့ဒီပညာရေးမင်္ဂလာ၄ပါးကိုလည်းသမီးတို့မှတ်သားထားရမယ်လိုက်နာထားရမယ်နော်ဟုတ်ကဲ့